တို့မြမပြည်နဲ့သူကဘာသူကဘာသားအားလုံးကိုစိတ်နှစ်ပါးစမ်းမှချမ်းသာကြပါစေလို့ဆုတောင်းမြတ်တာ ပို့တလိုက်ပါရရှင်အထူးသဖြင့်ခုနှစ်သားသမီးလေးတွေစမ်းမှချမ်းသာစေခြင်းလို့ကျမတို့မာကျူရီနဲ့အဖွဲ့ကျမတို့ဆွေးနွေးဖွဲ့ရနေပြီးတော့အများအားကူညီပေးခြင်းပါတယ်ပြောတဲ့အတိုင်းလေးနဲ့နည်းနည်းလေးငါးထောက်ပြီးစိုက်ပြီးလူအပ်တာလေးများဖြည့်ဆည်းလိုက်မယ်ဆိုရင် ခုနှစ်သားသမီးတွေအားလုံးကျမ်းမှာချမ်းသာတော့မှာဖြစ်ပါတယ်အဲ့တော့အခုပြောပြမှာတော့2025 December တရက်ကနေပြီးတော့2025 December ခုနှစ်ရက်တွင်းမှာခုနှစ်သားသမီးလေးတွေရှောင်းရမ်းဆောင်းရမ်းကိုယ့်အတွက်စီးပွားပညာကျမ်းမာမှုတွေပြည့်စုံအောင်အတွက်အထောက်အကူပေးနိုင်အောင်ကျမပြောပြပြီးတော့မှာဖြစ်ပါတယ် ရော့ဒီမှာ MS Mail Remover နံစိုးများကိုဖယ်ရှားဖို့ MN ကိုသာဆောင်ထားစို့ဒီရက်တွင်မှာပဲတနုံလီသားသမီးတွေဖို့လုပ်ငန်းအတွက်ငွေကြေးလိုအပ်မှုကိုတစုံတယောက်ကကူညီခြင်းခုနပြောသလိုပဲစက်တူလုပ်ဖို့ကံလှမ်းခြင်းတွေကြုံရတတ်တယ်ဒါကြောင့်သူလှုပ်ချင်တဲ့အလုပ်က လုတ်ဖြစ်သွားမှာဖြစ်ပါတယ်။တနင်္ဂနွေသားတိဖို့ဝန်ထမ်းဖြစ်ပါကနည်းနည်းလေးအလုတ်ထမ်းမှာတော့အတိုက်ခံလေးခြုံရတတ်တယ်စိတ်ညစ်ရတတ်တယ်ကာလပဲဝန်ထမ်းတွေဖို့ပဲအထူးပဲယာဓုကိုပြီးဖို့တဆင့်တက်ဖို့ကိစ္စတွေဆောင်ရွက်ထားပေမဲ့နည်းနည်းလေးနည်းနည်းလေးနှောက်နှီးသွားတတ်ပါသေးတယ်ရှင်။ခရီးသွားရရှိသူများခရီးထွက်ရမှာမတော်တဆထိခိုက်ဒဏ်ရတတ်ပါတယ်။ ဆာရွက်ဆာရံနဲ့ပတ်သက်ပြီးဒီတစ်ပတ်အတွင်းမှာကိုကလက်မှတ်ထိုးရမယ့်ကိစ္စတွေရှိရင်အာမခံပေးရမယ့်ကိစ္စတွေရှိရင်ညွန်းနေလေးရှောင်လိုက်ပါရှင်။ပြိပခီးဝေးတော့ဖို့ကြံရထားတဲ့သူလေးပညာရေးနဲ့တွားမယ်ဆိုရင်ချင်းဒီပေါက်ဒီတစ်ပတ်အတွင်းမှာကိုလိုချင်တဲ့နိုင်ငံကိုလိုချင်တဲ့ကျောင်းကိုရရှိသွားမှာဖြစ်ပါတယ်။ငယ်ရွယ်သူများဖို့ကတော့မိမိရဲ့ကျင်းသူကျင်ဖက်နဲ့ စိတ်တိုင်းမကြခြင်းစကားများခြင်းမျိုးနည်းနည်းကြုံရတတ်ပါတယ်။အိမ်တော်ရှင်တွေဖို့ကတော့အိမ်တော်ရေးตาရပြီးပျော်ရွှင်ပွေရာကောင်းတဲ့ဆုလက်တစ်ခုရရှိသွားနိုင်ပါတယ်ရှင်။တနင်္လာသမီးတွေကျမ်းမာရေးကိုတော့နည်းနည်းလေးကူးဆိုင်လိုက်ပါ။ချောင်းဆိုးခြင်းအဆုတ်ပွားခြင်းတွေကြုံတွေ့ရတတ်ပါတယ်။ကလေးတငယ်လေးလေးရှိရင်လည်း အမြင်ရလိတ်ကြတာမျိုးဖြားနာတာမျိုးကြီးကြုံရတဲ့အတွက်နင်းနေကူးဆက်လိုက်ပါတနင်္ဂနွေသားတွေတမီးတွေကိုပြောတာဖြစ်ပါရဲ့ရှင်ဒီတစ်ပတ်အတွင်းမှာတနင်္ဂနွေသားတမီးတွေအတွက်ကံကောင်းတဲ့ရက်ကလေးကတော့နှစ်ကနန်းခုနှစ်ကနန်းသုံးကနန်းဖြစ်ပါရဲ့ကံကောင်းတဲ့အယောင်လေးကတော့အဖြူရောင်သို့မဟုတ်ငွေရောင်လေးတွေဟာဒီတစ်ပတ်အတွင်းမှာကိုယ့်အတွက်အချိုးပေးတဲ့အယောင်လေးပဲဖြစ်ပါရဲ့ကံကောင်းတဲ့ကံကောင်းသွားအောင် မိတ်ဆွေတွေကိုကိတ်မုတ်လေးနဲ့လက်ဖက်ရည်နဲ့ဝယ်ပြီးတိုက်လိုက်ပါရှင်။ကိုလိုချင်တာတွေကိုရှင်ထဲကကြိတ်ပြီးဆူတောင်းလိုက်ပါ။လိုချင်တာတွေပြည့်သွားမှာဖြစ်ပါတယ်။ဒီတစ်ပတ်တည်းမှာတနင်္လာသားသမီးတွေဖို့မထင်မှတ်ပဲမကြီးရဲပဲနဲ့ဖြတ်ခနဲ့ခီးသွားလိုက်ရတတ်ပါတယ်။ကိုကိစ္စလည်းမဟုတ်ဘူးရှင်။သူများကိစ္စနဲ့လိုက်ရတာမျိုးကြုံရတတ်တယ်။တဏ္ဏရင်တော့မသွားပဲနေတာပိုကောင်းပါတယ်ရှင်။ ဘာပဲလှုပ်လှုပ်ဂျီရက်တက်တပတ်မှာတော့နည်းနည်းလေးစိတ်အနှောက်အယှက်ဖြစ်စရာမျိုးကြုံရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။ဒါကြောင့်လဲနမိတ်ယူတဲ့အနေနဲ့ကံကောင်းစီရန်အတွက်အလှူပွဲတွေမင်္ဂလာပွဲတွေတိတ်ရောက်ရင်ကောင်းတဲ့နမိတ်လေးရရှိတတ်ပါတယ်ရှင်။ကိုကိုယ်တိုင်မင်္ဂလာပွဲတွေဆင်ရွက်မဲ့လူတွေအလှူလုံးမဲ့သူတွေဖို့ကတော့နည်းနည်းလေးနောက်ဆုတ်သွားတတ်ပါတယ်။ ဝန်တန်းဆိုရင်ဇာတုအနေနဲ့အချိန်နေကနေတဆင့်တက်မယ်လို့ကိုယ်ကိုမှန်းထားပြီးမဲ့ကိုကြံခဲ့တာကြံခဲ့ကြံခဲ့တာကြုံရတတ်ပါတယ်မမျောလင်းမဲ့အချိန်ရင်းနဲ့ပတ်သက်ပြီးကိုကလက်ခံလိုက်မိတာမျိုးကြုံရတတ်ပါတယ်ခྱི་သွေးတော်မဲ့သူတွေမကြခင်မဲ့ခྱི་တော်မဲ့ကိစ္စတွေပေါ်လာပါတယ်ကြောင်းတော်မဲ့လူတွေကြောင်းတော်တက်မဲ့လူတွေ ခုကိုကျောင်းကနေခေါ်တဲ့စာလေးရောက်ရှိလာမဲ့အတွက်တနင်္လာသားသမီးတွေဒီတပတ်တွင်းမှာပညာရေးနဲ့ပတ်သက်ရင်တော့ကောင်းမွန်တဲ့အဖြစ်မျိုးရရှိသွားမှာဖြစ်ပါတယ်ဒီတပတ်တွင်းမှာကံကောင်းတဲ့နှမတ်ကတော့တိကနန်၄ကနန်၇ကနန်ဖြစ်ပါတယ်ကံကောင်းတဲ့အကြောင်းလေးကတော့အစိမ်းရောင်နုနုလေးဖြစ်ပါတယ်ဒီတပတ်တွင်းအသုံးပြုမယ်ဆိုရင်အစိမ်းနုအစိမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေဆောင်သွားမယ်ဆိုရင် ကိုယ့်ရဲ့ယုံကြည်မှုအားလည်းဖြစ်သွားတတ်တယ်အောင်မြင်မှုလည်းရရှိတော့မှာဖြစ်ပါတယ်ရှင်။ကံကောင်းတဲ့ကံကောင်းသောမိမိနေရဖျားမှာကြာစံကြော်လေးကိုဒီတစ်ပတ်တွင်လှူဒန်းပေးလိုက်ပါရှင်။လူချင်းသားတွေအားလုံးရသွားမှာဖြစ်ပါတယ်။အင်္ဂါသားသမီးတွေအတွက်ဒီတစ်ပတ်တွင်မှာတော့မမျော်လင့်ပဲမမျော်လင့်သူစီကအခုညရတတ်ပါတယ်ရှင်။ညီချင်းညီနဲ့ပြောတော့ ိုယ်ကိုကုညိုင်တဲ့စာရွက်စာတမ်းရောက်တော့လကောက်အဲ့ဒီလူကိုကျေးဇူးတရားမယ့်ကာလဖြစ်ပါတယ်ချစ်သူကျင်သူလည်းရရှိတတ်တဲ့ကာလဖြစ်ပါတယ်ရှင်အလုတ်ကိစ္စတခုတိတိဆိုင်ဆိုင်ပြောဆိုထားပြီးမှပုံနေနေလေးလက်လွဲသွားတာမျိုးဆုံရှုံသွားတာမျိုးတော့နည်းနည်းကြုံတတ်ပါတယ်အဲ့ဒါလေအလုတ်တင်းမှာကိုယ်ကိုမနာလိုတဲ့လူနည်းနည်းလေးဒုက္ခပြီးတဲ့လူကြောင့် အခက်ခဲတော့တခုတွေ့ရတတ်တယ်။ဒါပေမဲ့လည်းကိုဘက်ကမှန်းနေတဲ့အတွက်အနံရရှိသွားမှဖြစ်ပါတယ်ရှင်။ကျမ်းမာရေးတော့နည်းနည်းကူးဆိုင်လိုက်ပါအင်္ဂါသားသမီးတွေ။မမျော်လင့်မင်းရှင်နေဘူးလောင်ချင်းမိအဖူဟတ်ချင်းမျိုးကြုံတွေ့ရတတ်တယ်။ဒါကြောင့်လည်းအင်္ဂါသားသမီးတွေအညံ့နီးပပျောက်သွားအောင်မိတ်ဆွေတွေကိုပေါက်စီလေးလှူဒန်းပေးလိုက်ပါရှင်။အထူးသဖြင့် သက်ရွယ်ကြီးမြင့်သူတွေကိုလှူဒါန်းပေးပါကကံကောင်းခြင်းတွေထက်ခါထက်ခါရတတ်ပါတယ်။ကံကောင်းတဲ့နံပါတ်လေးကတော့၁ကဏ္ဍ၊၄ကဏ္ဍ၊၆ကဏ္ဍဖြစ်ပါတယ်ရှင်။ကံကောင်းတဲ့အယောင်လေးကတော့အနီယောင်လေးပဲဖြစ်ပါတယ်။အနီယောင်လေးကိုဆောင်သွားလို့ရှိရင်ဒီတစ်ပတ်တွင်းမှာဘာလို့လို့အဆင်ပြေပါတယ်။ဗုဒ္ဓဟူသာသမီများအတွက်ဒီတစ်ပတ်တွင်းမှာရမယ်ဆိုတဲ့အလုပ်ရမယ်ဆိုတဲ့ပူညီမှုတွေက ဒီနေ့ရမယ်ဆိုပြီးဒီနေ့တော့မရဖြစ်ဖြစ်သွားတယ်စိတ်မြစ်ပါနေရှင်နေ့ရက်၃ရက်တွင်းမှာအဲ့ဒီကပြန်လာပြီးအခုညီပေးသွားတာမျိုးကြုံရတတ်ပါတယ်အရေးကြီးတဲ့ကိစ္စတွေအတွက်ကိုအကြံဉာဏ်တိုင်းမလုပ်ပါနဲ့အကြီးကဲအဖေမိဘဆရာသမားတွေစီကအကြံဉာဏ်တောင်းခံပြီးလုပ်ရင်အောင်မြင်သောအလုပ်ဖြစ်ရပ်တည်သွားနိုင်မှာဖြစ်ပါတယ်ဝန်ထမ်းတွေဖို့ ဒီတစ်ပတ်အတွင်းမှာတော့နည်းနည်းလေးအချင်းချင်းအပြန့်အဆိုင်တွေအတိုက်ခိုက်တွေကြုံတွေ့ရတဲ့ကာလဖြစ်ပါတယ်။ဒါကြောင့်လည်းအထက်လူကြီးကကိုယ့်ကိုနည်းနည်းလေးအထင်မှားအမြင်မှားတာမျိုးကြုံတွေ့ရတတ်တယ်။နည်းနည်းကြီးဆိုင်လိုက်ပါ။ငွေရွေသူများဖို့ရှိသူနဲ့အတူပျော်ရွှင်မှုရာခီးတွေတွားတတ်ပါရဲ့ရှင်။ကျမကြီးအနေနဲ့ဖြင့်ဝင်းပိုက်ကိုနည်းနည်းတတိထားလိုက်ပါ။ အစာအိမ်နဲ့ပတ်သက်တဲ့ဝေဒနာဝင်းပိုင်းနဲ့ပတ်သက်တဲ့ဝေဒနာခံစားတတ်ပါရဲ့ရှင်ကလေးအငယ်ဇာတာပြေးရှိပါကမမျော်လင့်မင်းထိခိုက်တံရတတ်တယ်ထိခိုက်တံရတတ်ရင်ဘယ်ဘက်ခြေတော့မှထိခိုက်တံရတတ်တယ်အဲ့ဒါကြောင့်မိမိစီမားရှိခဲ့ရင်အဲ့ဒီကလေးလေးရဲ့ပေါင်းမီလေးသုံးဖို့ပစိုးလေးတစ်ထည့်ကိုရေမြှောပေးလိုက်ပါအညာအခိုက်တွေပြပြောက်သွားပါဖြစ်ပါတယ် တယ်ကွာဒါကံကောင်းတဲ့အကြောင်းလေးကတော့နှစ်ကနန်း၄ကနန်း၈ကနန်းဖြစ်ပါတယ်ကံကောင်းတဲ့အကြောင်းလေးကတော့အယောင်မှိုက်မှိုက်နေအားလုံးဒီတစ်ပတ်အတွင်းမှာတုံးရင်ကံကောင်းတတ်ပါတယ်ကံကောင်းစီရမိမိနေရဖျားမှားပဲကိုယ်ရီခောက်ဆွဲလေးလှူဒန်းပေးလိုက်ပါရှင်တဏီတည်းမဟုတ်ပဲတတ်နိုင်သလောက်လှူဒန်းပေးရင်ဒီပတ်ဒီမှာလှုပ်ချင်တဲ့ကိစ္စလေးအားလုံးပြေလည်သွားမှာဖြစ်ပါတယ် ဇာတာဘေးသားသမီးတွေအတွက်ဒီဘက်ဒီတပတ်အတွင်းမှာတော့မမြုံလင့်ပဲတင်နန်းတစ်ခုတက်ရတာကြုံရတတ်တယ်။အဲ့တင်နန်းလည်းကို့အတွက်အကျိုးပေးတယ်။ကျောင်းပညာရေးနဲ့ပတ်သက်တဲ့လကောက်ခုရဲ့လုံငန်းအတွက်အသုံးပြုသောတင်နန်းများလည်းဖြစ်နေတတ်ပါတယ်။ဆုံးရှုံးပြီလို့ထင်မှတ်ထားတဲ့ငွေကြီးတွေမမြှော်လင့်မင်းပြန်ပြီးရရှိတတ်ပါတယ်ဝန်ထမ်းဖြစ်ပါကလည်းကိုယ်နဲ့ တွဲလုတ်ဖို့ကံပြက်တည်းရဲ့အကူအညီမှုကြောင့်အလုပ်တွေအဆဆအရာအဆင်ပြေတတ်ပါတယ်။ကိုမှားသွားတဲ့အကွက်တော့ကက်ကိုလည်းပြန်လည်ပြီးမိတ်ဆွေတွေကအကူအညီပံ့ပိုးပေးတဲ့အတွက်အဖြစ်လေးလည်းပြပြောက်သွားတတ်ပါတယ်ရှင်။ခီးဝေးသွားမဲ့သူတွေကျောင်းသူကျောင်းသားတွေတည်တပတ်တွင်မှာနည်းနည်းလေးနောက်ဆုတ်လိုက်ရတာမျိုးကြုံရတတ်တယ်။လက်မှတ်မရခြင်းပြီးစမရခြင်း ပတ်စပို့ကိုနှင်းနဲ့ပတ်သက်ပြီးပြဿနာနည်းနည်းလေးရှိတာမျိုးကြုံရတတ်တဲ့အတွက်ဒီတပတ်တည်းမှာတော့ခီးမသွားဖြစ်သေးပါဘူးဖြင့်ကျောင်းသမားတွေအထူးသတိထားမယ့်ကာလဖြစ်ပါတယ်ခုဘက်ကအဆဆရရတေချာအောင်ဆောင်ရွက်ထားလိုက်ပါငရေသူများဖို့ချစ်သူချားမှအထင်လွဲခံရပြီးစိတ်တိုင်းမကြတာမျိုးကြုံရတတ်တယ်လမ်းခွဲတဲ့ထိတောင်ဖြစ်တတ်ပါတယ်ရှင်နည်းနည်းကူးဆန့်လိုက်ပါ အိမ်တော်ရှင်ဖြစ်ပါကအိမ်တော်ရဲ့အဆင်ပြေနေပြီးပျော်ရွှင်ရမယ့်ကာလဖြစ်ပါတယ်။ကျမ်းမာရေးနည်းနည်းကူးဆိုင်လိုက်ပါအမြင့်ရလိမ့်ကြခြင်းမတော်တဆထိကြိုက်တန်ရရှိခြင်းမျိုးကြုံရတတ်ပါတယ်။ဇာရီသားသမီးတွေအတွက်ဒီတစ်ပတ်အတွင်းမှာကံကောင်းတဲ့နံပါတ်လေးရတော့9ကဏ္ဍ6ကဏ္ဍ7ဆိုတဲ့ကဏ္ဍလေးပဲဖြစ်ပါလေရှင်။ကံကောင်းတဲ့အကြောင်းလေးရတော့အဝါကြောင့်နုနုလေးပဲဖြစ်ပါတယ်။ ကံကောင်းတဲ့ကံကောင်းတော့အောင်မိမိနေရဖျားမှာအချိုရီလေးကိုဇက်တိုက်လှူဒန်းပေးလိုက်ပါရှင်ကံကောင်းခြင်းတွေရရှိတော့မှာဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်ဒီတစ်ပတ်တွင်မှာတော့နေ့တိုင်းနေ့တိုင်းလို့လို့ကံကောင်းနေတဲ့ရက်ဖြစ်တတ်ပါတယ်မိတ်ဆွေဟောင်းနေနေလဲပြန်တွေ့တတ်တယ်အစ်စ်တွေ့တဲ့မိတ်ဆွေတွေကလည်းကိုယ့်ကိုကူညီပေးတာမျိုးကြုံတွေ့ရတတ်တယ် အနည်းငယ်တတိထားမှာကလူလင်ခံတတ်ပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအခက်ခဲကြုံတွေ့ရတာမျိုးကြုံရတတ်တယ်။အခက်ခဲကြုံနေတဲ့ကြားနေပြောရွှေဝင်ကိန်းလည်းရှိပါတယ်ရှင်။ပြပခီးသွားဖို့ကိစ္စကြံရထားသူများဒီတပတ်တွင်မှလှင်လင်းမြန်မြန်လေးသာစက်တိုက်လှုပ်တက်ပါတယ်။ပြူရဲသူများဖို့အချစ်ရေးရအစဉ်ပြေးပြီးကံကောင်းနေပါလိမ့်မယ်။ ပညာရေးနဲ့ပတ်သက်တဲ့လူတွေကြောင်းပြောင်းကြောင်းရွှေ့ဒီတပတ်တွင်းမှာစတင်လောက်ကင်နာမျိုးမလုပ်ပါနဲ့အမှားယွင်းတွေ့တတ်သွားပါတယ်ဝန်ထမ်းတွေပို့ဝန်ထမ်းခုနေရာတွေလေးရတာမျိုးအခန်းပြောင်းရတာမျိုးကြုံရတတ်တယ်ပြောင်းတဲ့နမိတ်တွေနဲ့ကောင်းပါတယ်ကိုယ်တွေကောင်းတဲ့နမိတ်ဖြစ်ပါရဲ့ရှင်အိမ်အောင်တွေပို့အိမ်အောင်ဘဲပြန်လဲစုံတွေ့ရပြီးပျော်ရွှင်နေရမယ့်ကာလဖြစ်ပါတယ် တတိထားမှာကမွေလူလိန်တက်ပါရင်အထူးသဖြင့်တနေ့နာသာသမီးတွေကျန်သာပြေးသာသမီးတွေကနေပြီးတော့မွေပေးရေးယူလုပ်မယ်ဆိုရင်နည်းနည်းကူဆိုင်လိုက်ပါလက်မလွန်ပါစေနဲ့ရှင်ထို့တူပဲထီလေးကန်ဆန်းလိုက်ပါထို့မယ်ဆိုရင်ခုနှစ်အဆနှစ်အဆညာထို့မယ်ဆိုရင်ထီပေါက်ဂိတ်ရှိပါတယ်ရှင် ကံကောင်းတဲ့နံပါတ်လေးကတော့2ကဏ္ဍ5ကဏ္ဍ6ကဏ္ဍဖြစ်ပါတယ်။ကံကောင်းတဲ့နံရောင်လေးကတော့နို့2ရောင်လေးဖြစ်ပါတယ်။အဖြူရောင်ဆိုလည်းရတယ်ရှင်။မိမိနေရဖျားမှာမကြာခဏနန်းကြီးတုပ်ကိုလှူဒန်းပေးပါ။ကံကောင်းခြင်းတွေပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။စနီသားသမီးများအတွက်ဒီတစ်ပတ်အတွင်းမှာကိုလုံနေကြတဲ့အလုပ်ဟောင်းတွေဖြစ်ထားတဲ့အလုပ်တွေကနေပြန်ပြီးတော့ပြန်ပေါ်လာတဲ့အတိုင်းမျိုးကြုံရတတ်တယ်။ ဆုံးရှုံးမိတဲ့ထင်ထားတဲ့အရာတွေအလုံးပြန်ဝင်တတ်ပါတယ်။မိဆွေရင်ချာတွေကနေပြီးအကူအညီပေးတာမျိုးကိုကလည်းအကူအညီပေးရတာမျိုးသူကလည်းအကူအညီပေးရတာမျိုးကိစ္စတွေကြုံတွေ့ရတတ်ပါတယ်။တကယ်ပဲအကူအညီပေးနိုင်တဲ့လူတွေကဒီတစ်ပတ်အတွင်းမှာတော့ဘုရားတောက်ကြနာမည်ပါတဲ့လူတွေကူညီမယ်ဆိုရင်အောင်မြင်မှုပိုရတတ်ပါတယ်။ပြည်ပနဲ့ဆက်သွယ်လုပ်ကံရတဲ့လုပ်ငန်းတွေ အဆင်ပြေချောမွေ့ပါလိမ့်မယ်ရှင်။ဘယ်ကိစ္စမစိုးမိမိကိုယ်တိုင်ဥဆောင်ပြောဆိုလုပ်ကြိုင်မှအောင်မြင်နိုင်တဲ့ကာလဖြစ်ပါတယ်။သူတပားကိုအားကိုးလို့မရပါဘူးရှင်။ခြေကံလည်းကောင်းပါတယ်။ဝင်သားများဖို့ယာဒူးတိုးခြင်း၊ရပိုင်ခွင့်တိုးခြင်းများကြုံတွေ့ရတတ်တယ်။ပြောင်းတဲ့နေရာလည်းနေရာကောင်းဖြစ်နေတတ်ပါတယ်။ပြပါကီဝေးတော့ဖို့ကြံရထားတဲ့သူတွေဒီတပတ်တွင်မှာ ်တွတ်တွလေးလှုပ်လိုက်ပါအဆဆအရရအရှင်ပြေမဲ့ကာလဖြစ်ပါတယ်။ကြောင်းမြေရင်နာတခုပါတတ်တယ်ရရှိတတ်တယ်အဲကြောင်းမြေစေတနာကကို့အတွက်ဒီတပတ်ကစပြီးစတင်ပြီးအဆောင်အနေနဲ့ထောင်းမြေကြောင်းမြေရင်နာတခုလေးဖြစ်ပါတယ်ရှင်။ကျမရင်နေဒီတပတ်တွဲမှာတော့ထူးထူးခြားခြားဝေဒနာမျိုးမခံစားပါဘူးမတော်တဆထိကြိုက်တမ်းရတာလည်းမရှိနိုင်သေးပါဘူးရှင် တကယ်လို့များထီထိုးခြင်းနဲ့ဆိုရင်ကလေးတယောက်ကိုလက်ဆွဲပြီးတောင်ဘက်ကိုမျက်နှာလှည့်ထားတဲ့ထီဆိုင်မှာထီထိုးလိုက်ပါထီပေါက်ကင်းအားများနေပါတယ်ရှင်အဲ့လိုထီပေါက်သွားအောင်လေမိမိနေရဖျားမှာကိုကြီးခေါက်ဆွဲလေးကိုပဲလေးပကန်းတို့မို့လေးပွဲလှူဒန်းပေးလိုက်ပါကို့အတွက်ကံကောင်းတဲ့အားတွေရရှိသွားမှာဖြစ်ပါတယ်ကံကောင်းတဲ့နံပါတ်လေးကတော့၄ကဏ၃ကဏ၂ကဏဖြစ်ပါတယ် ကံကောင်းတဲ့အကြောင်းလေးကတော့အစိမ့်နှုတ်ရောင်လေးပဲဖြစ်ပါတယ်ရှင်။ကံကောင်းတဲ့ကံကောင်းသွားအောင်မိမိနေရဖျားမှာ ကိုယ်ကြီးခောက်ဆွဲနဲ့တူ ခရီညွတ်လေးပါလှူထမ်းပေးလိုက်ပါရှင်။ဒီတစ်ပတ်ကစားပြီးစိတ်ချမ်းသာမှုတွေရရှိသွားမှာဖြစ်ပါတယ်။အားလုံးရဲ့စိတ်ဤချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးအောင်မြင်ကျော်ကြားလူတည်မြတဲ့ပုဂ္ဂိုလ်ဒုပုဂ္ဂိုလ်မြတ်တွေဖြစ်ကိုယ်လုံငန်းမှာအောင်မြင်မှုတွေရရှိကြပါလိမ့်ရှင်။ ားလုံးပဲမင်္ဂလာပါရှင်။